ီမလေးရှားနိုင်ငံသားတွေက တော့မနက်ဖြန်မနက်မှရောက်ရှိလာမဲ့သမ္မတဒေါ်နယ်ထရန့်ကိုယဉ်တမမားနဲ့စောင့်စားနေကြပါတယ်။အာဆီယံနိုင်ငံတွေအမေရိကန်ရဲ့ကုန်သွယ်ကုန်တွေအကြီးအကျယ်ချမှတ်ခံရပြီးဒီနိုင်ငံတွေလည်းစီးပွားရေးတိတ်မဟန်တဲ့အချိန်မှာသမ္မတထရန့်ကအာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်ဖို့ဖြစ်ပါတယ်။ဒါဟာကုန်သွယ်ကုန်အကြီးအကျယ်ချမှတ်ခဲ့ပြီးတဲ့နောက်ပိုင်းအာဆီယံဒေသကိုပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီးဂါဇာစစ်ပွဲမှာသူ့ရဲ့ရည်တည်ချက်နဲ့အစ္စရေးကိုအားပေးထောက်ခံမှုတွေကြောင့်ဒီကလူတွေကတော့ သူ့ကိုတိတ်သဘောတွေးလာတာတော့မဟုတ်ပါဘူး။သမ္မတဒေါ်နယ်ထရန့်ရဲ့အမေရိကန်ကာကွယ်ရေးမူဝါဒတွေဟာအာဆီယံလိုပို့ကုန်အားပြုစီးပွားရေးနိုင်ငံအတွက်ကြီးမားတဲ့ဆိုးကျိုးသက်ရောက်မှုတွေရှိပါတယ်။ဒါကြောင့်ဒီစည်းဝေးပွဲမတိုင်ခင်နိုင်ငံတွေအနေနဲ့အားစိုက်စရာတွေတော့အများကြီးရှိနေပြီးဒီကုံတွယ်ကုန်ကိစ္စကိုအာဆီယံနိုင်ငံတွေအပြင် ကုံတွယ်ဘက်နိုင်ငံတွေတခြားစီးပွားရေးအင်အားကြီးနိုင်ငံတွေကစည်းစည်းလုံးလုံးနဲ့စူးစီးအားနဲ့မတန်ပြန်နိုင်ရင်ဒီနိုင်ငံတွေရဲ့ GDP ကျုံ့သွားနိုင်ပါလေ။အကျိုးဆက်အနေနဲ့ ထုတ်လုပ်သူတွေဝန်ထမ်းတွေပေါ်ဆင်ခဲ့တက်ရောက်မှုတွေဖြစ်ပြီးနိုင်ငံစည်းဝါးရေးတွေကိုစိုးစိုးရွားရွားထိခိုက်နိုင်စရာရှိတယ်လို့တုံ့သက်ပြောဆိုကြပါတယ်။ဒါပေမဲ့တမရထရန့်ကတော့ဒါရီအစားထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့နယ်စပ်ပြည်ပခါကနေသူ့ကြောင့်အပြစ်ခတ်ရစဲရေးပေါ်ဆောင်နိုင်ခဲ့ပြီးသူ့ကိုယ်သူငြိမ်းချမ်းရေးသမားဂုံပုတ်ကိုပဲပေါ်ဆောင်မဲ့ပုံရှိပါတယ်။နောက်ဖက်ပြန်လည်ပြစ်ခတ်မှုတွေအတွင်းလူဒါဇင်နဲ့ချီတိတ်ဆုံးခဲ့ပြီးထောင်ထောင်ချီတဲ့နယ်စပ်နေပြည်သူတွေလည်းအိုးအိမ်ဆုံးခွာနေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။ အခုဒီနေ့ကနေနေ့မှာတော့ပုံမိုကျေပြက်တဲ့ပြစ်ခတ်ရဲစဲရေးသဘောတူလက်မှတ်ရေးထိုးကြဖို့ရှိပါတယ်။တမရထရန့်မလေးရှားကိုရောက်ရှိလာချိန်မှာ မလေးရှားပြည်သူတွေရဲ့စန့်ကျင်ဆန္ဒပြပွဲတွေနဲ့ရင်ဆိုင်ရမယ့်ပုံရှိပါတယ်။ပြီးခဲ့တဲ့တောက်ချာနေ့ကလည်းဒီကအမေရိကန်တန်ယုံရှိမှာဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးဂါဇာစစ်ပွဲတွင်အစ္စရေးဘက်ကအားပေးထောက်ခံမှုတွေဟာမွတ်စလင်အများစုနေထိုင်တဲ့အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံသားအများပြားကသူ့ကိုဒီစီဝေးကိုဖိတ်ကြားတဲ့အပေါ်အမျက်ထွက်နေကြပါတယ်။ အခုနှစ်အာဆီယံထိပ်သီးစည်းဝေးကိုတင်းနှင်းရင်းနေကနေလာမယ့်အင်္ဂါနေ့အထိကျင်းပမှာဖြစ်ပြီးအဲဒီကနေတောင်ကိုရီးယားနိုင်ငံမှာဆက်လက်ကျင်းပမယ်အခုနှစ်အေပက်စည်းဝေးပွဲကိုကမ္ဘာခေါင်းဆောင်တွေဆက်ပြီးတက်ရောက်ကြမှာဖြစ်ပါတယ်ခင်ဗျာ